။နော်ဒီဘက်စာမျက်နှာ84ပေါ့နော်တရားမနာကောင်းတဲ့ဟာယင်ပေါ်မှာနောက်တစ်ခါအဲ့ရပေါ်မှာနေပြီးတရားမနာကောင်းတဲ့ဥစ္စာ။တရားဟောပုဂ္ဂိုလ်ကယင်ထက်နှိမ့်သော နေရာမှာနေ၍တရားဟောသည်ကိုတရားနာယူသူကကျမ်းမာလျက်ယင်ပေါ်မှာနေထိုင်ကတရားမနာယူကောင်းယင်ပေါ်မှာစဉ်သက်ပြီးမှသာတရားတော်ကိုနာယူကောင်း၏ဆိုတာဟောသူကအောက်ကပေါ့နော် နာသူကကားပေါ်ကအဲ့လိုဖြစ်နေလို့ဆိုတော့မြင့်နေတယ်ပေါ့သူကအဲ့လိုမရအောင်လေနော်အဲ့တော့တရားဟောသူနဲ့တရားနာသူမှာဟောသူကအဘွားပဲဖြစ်ရမယ် တရားနာသူကအောက်ကဖြစ်ရမယ်ဒီလိုဖြစ်ရမှာအဲ့တော့တရားနာသူကအပေါ်ကကားပေါ်ကဖြစ်နေတယ်ဟောသူကအောက်ကနေဟောမယ်မရဘူးပေါ့နော်တခါတလေဒကာဒကာမတွေကကားပေါ်ကဘုန်းကြီးကအောက်ကနေတော့မတည့်ရပြီဟောတယ်မရဘူးပေါ့နော်အဲ့မရဘူးအဲ့တော့အကေဘုန်းကြီးကလည်းကားပေါ်ကလူလည်းကားပေါ်ကဆိုတော့ဟောလို့ရတယ်သူလည်းကားပေါ်ကိုလည်းကားပေါ်လဲပဲတူတယ်လဲပဲတွင်ဟောလို့ရတယ်အဲ့လိုမျိုးပေါ့ တော့ရင်မော်ကဆင်းသက်ပြီးမှသာတရားတော်နာယူကောင်းရင်အမှန်တကယ်ယောဂါဖြစ်နေထိုင်မရထားမရလမ်းလျှောက်ရင်မရခဲ့ရင်ရင်မော်မှသာနေရနေရသူဖြစ်လျင်ရင်မော်မှပဲတရားနာယူကောင်း၏နော်အခါကလေးကိုမသွားနိုင်မလားနည်းလူကြီးကားပေါ်မှာပဲထိုင်ရင်ထားလို့အဆင်မပြေဘူးအဲ့ဒါတော့ရတယ်ဂီလာနာလို့ခေါ်တယ်နော်သူမဟုတ်တရားဟောပုဂ္ဂိုလ်ကလည်းတရားနာယူသူနဲ့ယင်တခုတည်းနိုင်ပင်နေ၍တရားဟောကြရာမျိုး၌ယင်ပေါ်မှပင်တရားကိုနာယူကောင်း၏နော်လေဘယ်တူသွားတယ်သူလည်းကားပေါ်ကကိုလည်းကားပေါ်ကသူလည်းလေပေါ်မှာကိုလည်းလေပေါ်မှာရတယ် ယခုကလာလှဲလန်ရှားယထာကားမျိုးမျိုးအဝတ်ထမ်းစင်များနဲ့တကွာလူနှစ်ယောက်လက်ချင်းချက်၍မရှိယူအပ်သောလက်ချက်မှုများကိုပါယင်ဦးခေါ်ပါသည်လူတွေပါထမ်းတာလို့ဆိုလာတာယင်ပဲဒီနေ့ကဝိရှက်တွေပါလက်ယင်နဲ့ထက်ကုန်ထက်နော်ကုန်ထက်ပဲကျဲမှန်လည်းထိုယင်ပေါ်၌နေကတရားမနာကောင်းတရားဟောပုဂ္ဂိုလ်ကယင်တစည်းပေါ်မှဟော၍တရားနာသူကလည်းအခြားယင်တစည်းပေါ်မှနာယူရ၌တရားနာသူယင်သည်တရားဟောပုဂ္ဂိုလ်ယင်ဤနောက်မှနေလျင်၎င်းတရားနာသူယင်ကမြည့်နေသည်၎င်းတရားမဟောကောင်းချေ ။ဒါနဲ့စီရင်မောင်းတိုင်းတော့ရတယ်။အဲ့မှလည်းကိုကားကပြင်းရင်ရသေးတယ်။ဟောတဲ့ပုဂ္ဂိုလ်ကကားနေနေဆိုလည်းအဆင်မပြေသေးဘူး။နော်။ကားချင်းတူဝင်မဲ့လည်းဟိုနာသူရဲ့ကားကမြင်ဟောတဲ့ကားနေရင်တရားမဟောကောင်း။နောက်တစ်ခါစစ်စစ်နောက်ဆင့်ကိုကားကရှေ့ကအာ sorry ဟောဟောတဲ့ဘုန်းကြီးရကားနောက်ကနားတဲ့ဘုန်းကြီးကနားတဲ့လူကရှေ့ကဆိုလည်းမရဘူး။ဘာလို့နောက်ကမဟောကောင်းတရား။နောက်မှလာလိုက်မယ်တော့တရားဟောတဲ့ခါမှာနောက်ကနေရှေ့ကမဟောကောင်း။အဲ့ကားတစီထဲမှာအဲ့ဒါသီထားမှာကားတစီထဲမှာဟိုလူတွေကရှေ့ကထိုင်တယ်ဘုန်းကြီးကနောက်ကထိုင်ပြီးတရားဟောတယ်မအပ်ဘူးအဲ့ဒါ တော့တရားဟောသူဒီရှေ့ကထိုင်ရမှာနော်အကြောင်းတစ်ခါတလေကားပေါ်မှာတရားစကားတွေပြောစရာရှိတယ်ဆိုရင်ဘုန်းကြီးကရှေ့ကနေရမယ်အဲ့တော့နောက်ကနေပြီးလူတွေကိုရှေ့ကိုတရားဟောတာမဖြစ်စေရဘူးဒါလည်းသတိထားစရာနော်တရားဟောတဲ့အခါမှာကားတစီးထဲမှာတောင်မှရှေ့နဲ့နောက်မှာသတိထားရမယ်နောက်ကနေကရှေ့ကရှေ့ကသူကမဟောကောင်းဒါမလေးမစားရောက်တယ်ပေါ့တရားကိုနော်အကြောင်းဦးဇင်းတို့ဝီနီမှာတောင်မှတရားနာတယ်ဟိုတရားဒီစာဝါတွေချတဲ့အခါမှာလေတခါတလေဦးဇင်းတို့စာချတဲ့အခါမှာကိုယ့်ထက်ဝါငယ်တဲ့ဦးဇင်းတွေပါတယ်ပါတတ်တယ်ဟိုဝါကြီးတဲ့ပုဂ္ဂိုလ်တွေပါတတ်တယ်လေ ။စာချတဲ့ဘုန်းကြီးကဝါငဲနေတယ်။စာလိုက်တဲ့ပုဂ္ဂိုလ်ကဝါကြီးနေတယ်။အဲ့ဆိုရင်ဘလို့ထိုင်ကြမလဲပေါ့နော်။မြတ်စွာဘုရားလက်ထက်တုန်းကအဲ့လိုကြုံမှုတယ်လေ။အဲအရှင်ဥပါလိစီမှာမြတ်စွာဘုရားကဝိနည်းတွေသွားတင်ကြဖို့တိုက်တွန်းတယ်။ဝိနည်းဆိုတာသာသနာမှာအရေးကြီးတယ်ပေါ့နော်။ဒါကြောင့်ဝိနည်းသွားတင်ကြပါဆိုမြတ်စွာဘုရားတိုက်တွန်းတယ်။တိုက်တွန်းတော့အကုန်လုံးဝါကြီးတဲ့ပုဂ္ဂိုလ်တွေရောဝါငဲတဲ့ပုဂ္ဂိုလ်တွေရောအရှင်ဥပါလိစီမှာဝိနည်းသွားတင်ကြတာ။သွားတင်တော့အရှင်ဥပါလိကဝါငဲတော့သူစားတင်ရတာတော့ခက်နေတယ်။အဘွားထိုင်ရမလားအောက်ကထိုင်ရမလားအဲ့လိုဖြစ်နေတယ်သူက အဘောကထိုင်ပြန်ရင်လည်းမထေကြီးတွေကိုမလေးမစားဖြစ်မယ်ဟိုအောက်ကနေသင်ပြန်ရင်လည်းတရားတော်ကိုမလေးမစားဖြစ်မယ်တရားကိုမလေးမစားဖြစ်မယ်အဲ့တော့ဘယ်လိုထိုင်ရမလဲဖျက်ရသွားပြန်မြတ်စွာဘုရားကနှမျိုးပြောတယ်စာဝါလိုက်တဲ့မထေကြီးများကလည်းပဲတဲ့ဟိုဓမ္မကိုခါရဝါထားတဲ့နေရာပြင်အောက်ကထိုင်ပေးပါမြတ်စွာဘုရားနော်ပုဂ္ဂိုလ်ကိုမဟုတ်ဘူးစာချပေးတဲ့ဆရာတော်ကိုလေးစားတာမဟုတ်ဘူးသူပို့ချတဲ့ဓမ္မကိုလေးစားတော့အဖြစ်အောက်ကနေထိုင်ပေးပါစာချတဲ့ပုဂ္ဂိုလ်ကလည်းဝါငယ်လို့ဆိုပေမဲ့လည်းဓမ္မကိုလေးစားတော့ပြန်အပေါ်ထိုင်ပေးပါ ဆောဖျားကနော်အဲ့တော့အဲ့တော့ဓမ္မကိုလေးစားသောအားဖြင့်ဝါငယ်တော်လဲအပေါ်ကနေထိုင်အဲလိုက်တဲ့ပုဂ္ဂိုလ်တွေကလည်းဓမ္မကိုလေးစားသောအားဖြင့်အောက်ကနေထိုင်ပေးပါဒါမှမဟုတ်လည်းဓာန်တူထိုင်ပါနှစ်ခုပေးတယ်နော်အဲ့တော့တရားဟောတဲ့ပုဂ္ဂိုလ်ဒီအပေါ်ကထိုင်လဲထိုင်မဟုတ်ဓာန်တူထိုင်အောက်ကတော့မထိုင်စရာဘူးဝါမင်းမထိုင်တော့တခြားနေရာမှာဆိုရင်တော့ဝါနဲ့ဆိုင်တယ်ဝါငယ်လို့ရှိရင်အောက်ကပဲထိုင်တယ်ဘောမထိုင်ရအောင်နော်ဒါပေမဲ့ဒီနေရာမှာကျတော့သူကတရားတော်ကိုလေးစားသောအားဖြင့်ဟောသူကအပေါ်ကထိုင်နာသူကအောက်ကထိုင်အဲအဲကြောင့်ခုနက ရှင်းတဲ့နောက်မှာဆိုရင်လည်းဟောသူကရှိကနေနာသူကနောက်ကနေနော်အဲ့လိုသတိထားမှာပေါ့လားထို့ပြင်းတဲ့တရားဟောပုံကောကနော်ထိုင်လျက်ဖြစ်စေရက်လျက်ဖြစ်စေတရားနာဟောနေသည်ကိုတရားနာသူကကျမ်းမာရင်နေပြည့်စုံလေအဲ့လျက်မနာကောဒါနေမကောင်းတော့ရတယ်နော်လူမမာကနေမကောင်းတော့အဲ့ရမှာလဲနေတော့တရားတော်ဟောတာရတယ်ကျမ်းမာရင်ကောင်းပါတယ်ဒါနဲ့အပြင်းထူပြီးတော့အဲ့ရကမထအောင်ဘုန်းကြီးကတရားတော်ဟောမရဘူးနော်အဲ့လိုအဲ့ဒီတရားကြောင့်တရားနာလို့ချင်းအဲ့ပြီမနာနဲ့ တချို့အဲ့ပြီးတရားနာတာချင်းလက်ချက်တက်ပြီးတော့သူအေးစေးစေးပဲနာတယ်နော်အဲ့တော့အဲ့တော့ရိုးသေးသေးနာပေါ့နော်တရားနာအဲ့တော့တရားဟောတဲ့ကက်ဆက်တို့ဘာလို့ဆိုရင်လဲခုံပေါ်မှာအမြင့်မှာထားပြီးတော့ဖွင့်သိနေတယ်ပေါ့နော်တရားကိုလေးစားသောအားဖြင့်ပေါ့ဟုတ်လားသူကနော်ရိုးသေးသေးလေးတကယ်ဆရာတော်တပါးကတရားဟောနေတယ်လို့မျိုးနိုင်ပိုကောင်းတယ်ပေါ့နော်ပိုကောင်းပါတယ်တရားနာတဲ့အခါမှာအဲ့ကက်ဆက်တို့ဘာလို့ကိုအပေါ်မှာထားပြီးတော့နာတာကောင်းတယ်ရိုးသေးသေးနာကိုမနာကျင်တော့ဘူးဆိုရင်လဲပိတ်ပြီးတော့အဲ့လိုက်ရုံမရှိတာပေါ့နော်အဲ့ခုကဒီခုကတော့လိုလိုက်ကူကူပဲလေနော်။နှစ်ချက်ကလေးတက်ပြီးတော့နားလိုက်ကြတာပေါ့နော်။ ်ပြင်တရားနိုင်တယ်ပဲအယောသွားတာပေါ့နော်အဲအယောသွားတာပြင်ထားအယောမသိရင်ပဲကိုအိတ်ဟွာတိတ်ပြတာဆိုဖြစ်နေနော်အိတ်ဆေးဖြစ်နေတရားတော်ကတရားတော်အိတ်ဆေးဖြစ်နေတာနော်အဲကြောင့်အတိုင်းဆိုင်ဆုံးဂါရဝတရားထားပြီးတော့နာသိမှာတရားတော်နော်ဆေတော်တစ်ပါးလာပြီးဟောနေသလိုမျိုးကက်ဆက်ဖွင့်ရင်ရိုးရိုးသေးနာကြပေါ့နော်အဲ့တော့ခုနကကျမကြီးကောင်းရင်တန်တဲ့အဲ့ရထဲကမနာရဘူးတဲ့နော်အဲကျမကြီးမကောင်းဘူးဆိုရင်တော့အဲ့ရထဲမှာနာလို့ရပါတယ်နော် တရားဟောပုဂ္ဂိုလ်နဲ့တရားနာသူနှစ်ယောက်လုံးသည်အိလျက်ဟောပြောနိုင်ုံ၌လည်းတရားနာသူကနေရအယနာအိလျက်သာလည်းတရားနာอยู่အဲ့အဲ့တော့သူလဲကနေပေါ်မှာအိနေတယ်ကိုလဲကနေပေါ်မှာအိပ်ပြီးတော့ဟိုဟာတရားဟောမယ်ဆိုရင်အိပ်ပြီးဟောလို့ရတယ်။ तू ကဣရိယာပုတ်ထဲမှာ तू ကအိတဲ့ပုတ်ကစိန်ကြတယ်လေ तू ကအဲ့တော့အိတဲ့ပုတ်က तू ကမင်းမြတ်တယ်လို့ယူဆတယ်။အဲ့တော့ဣရိယာပုတ်၃ခုပေါ့နော်။သွားဟို၄ခုပေါ့။သွားရက်ထိုင်လျောက်မှာလှဲရှင်းဣရိယာပုတ်ကပို့ပြီးတော့တာတယ်ပေါ့လေ။အဲ့တော့ကိုကကိုကရက်ပြီးဟောတယ်ဆိုရင်ဒါနည်းနည်း เนี่ยเอ้าวเดบอเลยว่าไอ้ตัวพี่ตัวอะไรอาจารย์กูเลยไอ้ห่อตัวเองกูเลยไอ้ห่ออาจจะจูดวไาอาจจะยากเนาะไอ้ห่อเออไอ้หเนี่ยคำมาเลยตุกเรียนได้กูเรียนยากว่ตัวเลเวลตัวเี่ยดูตัวกูว่ามียามะเราห่อได้ตัวเองเรียนยาไม่เนียมะห่อได้ตัวเองเรีนยากไม่มีเนียมะเรียนเลเวลจี้ยากมั้งเนาะอย่างตัวโตเนี่ยเนาะเลี้ยงชิ้นทายชิ้นยัดชิ้นตัวชิ้นอุดอิริยาบถลีบถดุ้ย ရချင်းတိုင်ချင်းနှမျိုးတို့ဖြင့်나ယူချင်းတည်တာတရားဟောပုဂ္ဂိုလ်နဲ့ရတော်တို့ကို၄၀ရောက်တည်တယ်နော်မြန်မာနိုင်ငံမှာထူးဆန်းတာကမတည့်ရတာကိုယိုသေးဘူးလို့တချို့ကသတ်မှတ်တယ်နော်ဒီမှာအဲ့လိုမဟုတ်ဘူးကွာစာပေထဲမှာကအဲ့လိုမဟုတ်ဘူးကွာဒါထိုင်ချင်းဣရိယာပုတ်နဲ့ဒီရချင်းဣရိယာပုတ်ကကွာဒါသူ့ respect ပေးတာပဲနော်လေးစားပေးတာလေးစားတာကအဲကြောင့်ဦးဇင်းတို့ဆယ်တော်ကြီးတွေလိုက်မတည့်ရပေးတယ်လေဒါလေးစားတာပဲဒါနော်အဲကြောင့်ဒါမတည့်ရနာယူတယ်ဆိုတာလေးစားတာပဲဒါနော်အဲ့လိုကြအဲကြောင့်ဦးဇင်းတို့ဒီရက်ပြီးတော့နာတာထိုင်ပြီးတော့နာတာဟာသင့်ပါတယ် တချို့ကဟာမရက်နဲ့ထိုင်လို့ရှော့ပြောကြတယ်မဟုတ်ဘူးသူကစက်တာဟာရစပပေးတာပဲတကယ်တော့လူကြီးတွေလာလို့ချင်းတရားထပေးတာပါဆိုနော်လေးစားရတာပဲနော်အဲကြောင့်အဲကြောင့်တရားဟောပုဂ္ဂိုလ်နဲ့တရားတော်တို့ကိုလေးစားရရောက်ပါသည်နဲ့ထိုင်ချင်းဣရိယာပုနဲ့ရချင်းဣရိယာပုကြောင့်လျှောင်းချင်းသွားချင်းဣရိယာဘုတ်တို့ဖြင့်တရားနာယူမှုသည်ယိုသိလေးစားမှုနဲ့ပါရောက်၍ထိုလျှောင်းချင်းသွားချင်းတို့ဖြင့်မနာယူမိအောင်တတိထားခြင်းသည်တဲ့နော်အဲကြောင့်အိပ်ပိနာရာတို့လမ်းလျှောက်ပိနာရာတို့ကမသိမ့်တော်လောက်အောင်ပေါ့နော် တော့ဟောတဲ့သူကတော့သူကအိပ်ပြီးဟောလို့ရပါမဖြစ်ဘူးနော်ဟောတဲ့သူကအိပ်နေမယ်နားတဲ့သူကထိုင်နေမယ်ဒါရတယ်ပြဿနာမရှိဘူးနော်အဲ့တော့အဓိကကဘာလဲဆိုတော့ခုနကဟိုအိပ်နေတဲ့သူကိုမဟောမိဘူးနော်အဲ့လိုမျိုးအဲ့ဒါတတိထားဖို့ပဲအဲ့တော့ဟိုနားတဲ့ဟိုဒီနားတဲ့သူနဲ့ဟောတဲ့သူမှာထိုင်ချင်းရက်ချင်းဆိုတာလည်းရှိသေးတာပေါ့နော်အဲ့တော့နားတဲ့သူကမတက်ရက်နေမယ်နော်ဟောတဲ့သူကထိုင်နေမယ်ဒါရတယ်ဘာမှမဖြစ်ဘူးဘာလို့မသိဘူး တော့ထိုင်ပြီးတော့မနေ့ကတည်းကသူကိုဟောလို့ရတယ်ဟုတ်လားအဲ့တော့ရက်ပြီးတော့ထိုင်တဲ့သူကိုမဟောကောင်းဘူးသူအဲ့ဒါသတိထားမယ်နော်အဲ့ဒါသတိထားမယ်တို့စာရှားတဲ့အခါတရားဟောတဲ့အခါမတည့်ရက်မဟောရအောင်အဲ့ဒါသတိထားရမယ်နောက်ပြန်တစ်ခုရရှိတယ်ပေါ့ဟိုဟောတဲ့ဆရာတော်ကကျမ်းမာရေးအရာမကောင်းလို့ထိုင်လို့အဆင်မပြေလို့မတည့်ရက်ဟောတာဒါရတယ်ခေါ်ရကြတော့အကြောင်းသူတို့စာချဘုံကြီးတွေဆိုတဲ့တတိထားမတည့်ရပြီစာမချမပြောင်းတတိထားရတယ်နော်မြန်မာနိုင်ငံမှာဆိုတော့ဒါတို့တော့ကြီးဆိုင်မှာမဟုတ်ဘူးဘာလို့တော့မတည့်ရတာဒါဘာမှမဖြစ်ဘူးလို့ရှင်းပါလေအဲ့တော့အမေဟောတဲ့ပုဂ္ဂိုလ်ကမတည့်မရရအောင် ဟောတဲ့ဘက်ကထိုင်ရမှာအနာတဲ့ဘက်ကချက်နေလို့ရတယ်သူကမတည့်ရနာလို့ရတယ်နော်အဲ့တော့ဟောသူကထိုင်မယ်နားတဲ့သူကမတည့်ရမယ်ဒါရတယ်အဲ့တော့ဟောသူကမတည့်ရနေမရအောင်အဲ့လိုရှိတယ်နော်အဲ့တခါတော့မှကျွန်တော်တို့အစည်းအဝေးတစ်ခုမှာလေချွေချင်းခိုင်းအစည်းအဝေးမှာမြောင်မြတ်ဆရာတော်ကြီးကတရားဟောဖို့တောင်းကြတယ်နည်းမြောင်မြတ်ဆရာတော်ကြီးကိုဆရာတော်ကြီးတွေကကဲဦးသိန်းတရားဟောစမ်းပါတောင်းပေးတယ်ပေါ့ဩဝါဒပေးခိုင်းတယ်လားတရားဟောနေလားမသိတောင်းကြတယ်ကြတော့ ဆရာတော်ကြီးကဟိုခါရဝထားတဲ့အနေနဲ့အားဖြင့်လဲပါတယ်နောက်တစ်ခါခုနကဆရာတော်ကြီးတွေလည်းရှိနေသူကမတ်တရက်လိုက်တယ်မတ်တရက်ပြီးတော့တရားဟောရမှာဆိုတော့ဝင်းနေတော့ကြမအပ်ဆက်ဘူးနော်အဲ့တော့တခြားသင်္ဃာတွေကထိုင်နေတယ်လေဆရာတော်မတ်တရက်နေတယ်အဲ့တော့မတ်တရက်ပြီးတော့တရားမဟောကောင်းဘူးစာမချကောင်းဘူးဒီတော့ဆရာတော်ဘာလုပ်ရလဲဆိုတော့တပားကိုမတ်တရက်ခိုင်းတပဲတပားကိုကဲဥစဉ်မတ်တရက်ဆိုဥစဉ်တပားမတ်တရက်ခိုင်းလိုက်တယ်အဲ့တော့အဲ့ဒီဥစဉ်ကိုပြောတဲ့ပုံစံမျိုးနဲ့တရားဟောတာလေပဲတူသွားတယ်သူလည်းမတ်တရက်ကိုလည်းမတ်တရက်ထိုင်တဲ့ပုဂ္ဂိုလ်ကိုမရည်ရွယ်ဘူးမတ်တရက်တဲ့ပုဂ္ဂိုလ်ရည်ရွယ်တယ် ဒါပေမဲ့အကုန်လုံးကြားတယ်အကုန်လုံးနားတယ်အဲ့ဒီဘောဝီနီးရအဲ့လိုလေးတရှိတယ်အဲ့တော့ထိုင်ပြီးတော့ဟောရင်ဘယ်သူကမဆိုဟောလို့ရတယ်ဟောအဲ့ဒီကသူတော့ဟောလို့မရဘူးပေါ့အဲ့တော့မတရပြီဆိုရင်တော့ကျွန်တော်ထိုင်တဲ့ဘက်ကိုဟောလို့မရအောင်အဲ့တော့မတရသူရှင်းရှင်းဟောလို့ရတယ်အဲ့ကြောင့်ကိုကမတရပြီတရားဟောရတော့မယ်မတရပြီဆာချရတော့မယ်ဆိုရင်တဘာဘာကိုမတရခိုင်လိုက်တရားရောကိုမတရခိုင်လိုက်အဲ့ဒါသူကိုပြောတဲ့အနေနဲ့ပြောလို့ရတယ်ဟောလို့ရတယ်အဲ့ဒါသတိထားရတယ်နော်တရားဟောတဲ့ကမတရတရားဟောတာဆာချတဲ့ကမတရဆာချတာသတိထားเสียပါပေါ့နော် နောက်တစ်ခုဥထုတ်ကောင်းပေါင်းစသည်တို့ဖြင့်တရားမနာကောင်းမှုတဲ့တရားနိုင်ရသောအခါမိမိတို့၏ဥကောင်း၌စံစမပေါ်အောင်ဥထုတ်ဆောင်ခြင်းခေါင်းပေါင်းခြင်းမကိုက်ဆောင်တာခြင်းအဝတ်ပစိုးတို့ဖြင့်ရစ်ပက်ခြုံထားခြင်းတို့ဖြင့်တရားကိုမနာယူကောင်းချစ်တော်တောင်းတောသူတောင်းသားတွေကခေါင်းပေါင်းနေပါလေနော်ပစိုးနဲ့ပေါင်းထားတဲ့အခါမှာစပေထဲမှာတော့တိတိကျကျပြောရင်သူကသဘင်မပေါ်အောင်ဖုံးထားတာသူကခေါင်းပေါင်းနေပါလေအဲ့တော့သဘင်ပေါ်ရင်တော့ရတယ်လို့ဆိုတယ်သူကတော့ ဥထုံဆောင်ထားပြီမယ်ခေါင်းပေါင်းထားပြီမယ်စံစာကလေးထွက်နေတယ်ဆိုရင်ရတယ်အဲအဲ့တော့စံစာမပေါ်အောင်လုံးလုံးချုံချုံပေါင်းထားတာပေါ့တချို့ကတို့ပိုးတိုင်းသားတွေပါဆိုတော့အလုံးပေါင်းအလုံးပေါင်းတာနော်ပိုးတိုင်းသားတွေဆိုရင်စံစာလုံးဝမပေါ်ဘူးအဲ့လိုမျိုးဆိုရင်တို့တရားဟောလို့မရအောင်ဖြိခိုင်းမှရမယ်အဲ့တော့ခေါင်းပေါင်းပေါင်းနိုင်တို့တရားဟောလို့မရအောင်နော်အဲ့ဒါသတိထားစရာလေးပေါ့ဒါလည်းတရားနာတဲ့ဒကာဒကမတွေအနေနဲ့ဟိုဖုံးကြီးတွေစီရောက်ပြီဆိုရင်ဥထုံကိုချွတ်လိုက်ပါခေါင်းပေါင်းတွေကိုဖြိပါဖြိလိုက်ပါနော်အဲ့ဒါရှိတယ်ဟိုမင်္ဂလာဆောင်သရိုးသားတွေသတိထားမယ်ကိစ္စပဲနော် တို့သားတွေခေါင်းမပါပေါက်ထားတဲ့ခါကျရင်တရားဟောတဲ့ခါလေနော်ခေါင်းပေါက်ချုပ်ပေးပါဘောနော်အေးခေါင်းပေါက်ချုပ်ပေးပါဘောနော်ငင်လာအဲ့တော့ခေါင်းမမောင်းနိုင်တရားဟောလို့မရဘူးနော်ဥဒ္ဓဆောင်းနိုင်တရားဟောလို့မရအောင်တရားနာတော့ခါဥဒ္ဓဆသည်တို့ကိုဆောင်းထားလျင်ဆန်ဆောက်ကိုဖော်ထားမှသာတရားနာယူကောင်းရင်ပတ်ဝင်းဒီမှာတိတိကျကျရမယ် तू ကသဘင်မပေါ်အောင်ဥဒ္ဓဆောင်းနာတာကိုချိုးလို့တာတဲ့အဲကြောင့်ဥဒ္ဓဆောင်းနာပြီမဲ့လဲသဘင်ပေါ်နေတယ်ဆိုရင်ရပါတယ်ဆိုပြီးတော့ဒီလိုလာတယ်အဲကြောင့်တချို့ကမဖြစ်မနေဥဒ္ဓဆောင်းအောင်မယ်ဆိုသဘင်လေးတော့နည်းနည်းဖော်ထားပြီပေါ့သူကအဲ့လိုမျိုး မကျမ်းမာခြင်းကြောင့်ကဆန်ဆမဖော်ပဲဥကောင်းတလုံးကိုရစ်ပက်ဆောင်းအုပ်ထားပြီးတရားကိုနိုင်နိုင်ပါ၏လုံးဝနေမကောင်းနေအထိမခံနိုင်ဘူးပေါ့နော်ခေါင်းကနေထိလို့မရဘူးဆိုရင်တော့ဒါဆောင်းထားလို့ရပါတယ်ထို့ပြင်တရားနာယူသောအခါမှာကျမ်းမာလျက်ခြေနှင်းစီထားရဖြစ်စေဖနက်စီထားရဖြစ်စေတရားကိုမနာယူကောင်းဖနက်စီပြီးတရားမနာရဘူးပေါ့နော်ဒါမယုံမသေးရောက်တယ်ပေါ့ဤ၌ခြေနှင်းဦးသည်တဲချိုးမပါတော့ခုံဤအဖျား၌ကြေးဘူးတက်၍ထိုကြေးဘူးကိုခြေမခြေညိုးတို့ဖြင့်ညက်ရစီရသောပါဠိလိုပါဒုကလို့ခေါ်တယ် ဖဏ္ဍမျိုးဖြစ်သည်ဒါမြန်မာနိုင်ငံမှာတော့မစည်းတော့အိန္ဒိယမှာတော့ရင်းနှီးချိန်နေစည်းသေးတာပဲသူကကျိုးမပါဘူးလေထိပ်ပြားလေးမှာဘူတိလေးတစ်ခုပဲပါအဲ့ဘူတိလေးကိုရှင်မကလေးနဲ့ညက်ပြီးစည်းရတာအကျင့်မပါတော့လို့ဆိုတော့တိတ်မမြဲလောက်ဘူးအကျင့်ပါတဲ့ဘက်ကကျွန်တော်မြဲတယ်သူကခုံမနဲ့လိုပဲလေခုံမနဲ့လိုမြန်မာနိုင်ငံခုံမနဲ့ကျတော့ဝင်းထိုးရတာသူတို့ခုံမနဲ့ကလည်းမဟုတ်ဘူးသူကညက်ရတာကျိုးမပါအဲ့တော့ကျိုးမပါတဲ့အဲ့ဒီညက်ရတဲ့စီးဖက်နဲ့ကိုသူကဟိုရှင်နင်းလို့ခေါ်တယ်မြန်မာတွေကဟိုဥစလို့ငငယ်တုန်းကအဲ့ဒီမန္တလေးနန်းတော်ကိုရောက်တယ်မန္တလေးတော့မှရှင်နင်းဆိုတော့ကျတော့သူကရှစ်ကနေကဘုဖက်နဲ့လိုဟာပြောနော်ရှင်နင်းကျတော့ဒီ လူမင်းသားမင်းကြီးမင်းကြီးမင်းသားတွေစီးတဲ့ဖက်နယ်ကိုရှင်နေဆိုရေးတာတကယ်တော့စာပေထဲမှာရှင်နေဆိုတာအဲ့လိုမဟုတ်ဘူးအိန္ဒိယနိုင်ငံမှာစီးတဲ့ရှင်နေကကျိုးမပါအောင်ဘူသီးလေးကိုပဲရှင်းတော့နဲ့ညှက်ရတာအဲ့ဒီရှင်နေခေါ်တယ်ဘယ်လိုရဟန်းတော်တွေမှာအဲ့ဒီရှင်နေကသူကတခြားနေရာမှာမစီးရအောင်ကုဒီကုဒီထဲမှာပဲစီးလို့ရတယ်တခြားနေရာမှာအဲ့ဒီဖက်နယ်တွေစီးခွင့်မပေးဘူးရှင်နေမစီးရအောင်အတန်ပြူလို့နဲ့တူတယ်ကြည့်ရလားအတန်ဖေဆော့ဘုရားကအဲ့ဒါစီးခွင့်မပေးဘူးဖက်နယ်ပဲစီးလို့ရတယ်ရှင်နေကိုတခြားနေရာအကြောင်းထဲမှာတော့စီးလို့မရအောင် ကိုဒီထဲမှာပဲစီးဝင်ရှိတယ်အရှင်နေကဒါပေမဲ့ယနေ့ခေတ်မြန်မာနိုင်ငံမှာတော့ရှင်နေမစီးကြတော့ပါဘူးเนาะမြန်မာလူမျိုးလည်းမစီးတော့ဘုန်းကြီးတွေလည်းမစီးတော့ရှင်နေမစီးတော့အဲ့တော့အဲ့ဒီရှင်နေစီးထားရင်လည်းမအပ်ဆက်ဘူးပေါ့เนาะ